ဖောခင်များလုံးမင်္ဂလာပါကလောက်ကနာနေတော့ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့ပြင်းများလေးပွဲစဉ်73မှာတော့ကျွန်တော်တို့ပွဲကြီးပွဲကောင်းတပွဲရတော့ကျွန်တော်စောင့်ကြိုနေပါတယ်ဒီပွဲရတော့ကျွန်တော်တို့စူပါဆန်နေရဲ့အကောင်းဆုံးသောပွဲတစ်ပွဲဖြစ်တဲ့ကျွန်တော်ည7နာရီမှာရှင်မြိုင်ကစားကြမယ်ချက်စီးတင်းနဲ့ကျွန်တော်အာဆန်နယ်တင်းလို့ရကျွန်တော်လန်ဒန်တာဗီဖြစ်ပါတယ်ဒီနေ့တင်းရဆုံးသွင်းမှုကတော်တော်လေးမှကြည့်လို့ကောင်းမယ်ပွဲစဉ်တပွဲလို့တော့ကျွန်တော်တို့မြင်နေတယ်ဟုတ်ကဲ့ဗီဒီယိုလေးမဆောက်ခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကိုညီပြတော့လို့ရပါတယ် โอเคအဲ့ဆိုရင်ဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်ကြအောင်ယူဆုံးအနေနဲ့ဒီနှစ်သိန်းရကျွန်တော်တို့စုံတွေးမှုကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ကျွန်တော်ပုံစံမျိုးရှိတယ်နှစ်သိန်းစလုံးကလည်းဖောင်ကတော်တော်လေးမှတည်ငြိမ်ထားသလိုနောက်ဆုံးရှင်မြန်ထားတဲ့ပွဲတွေမှာဆိုရင်တော့ချန်ပီယံလိပွဲတွေမှာဆိုရင်နှစ်သိန်းစလုံးကကျွန်တော်တို့5ပြတ်ကိုကျွန်တော်တို့နိုင်ပွဲကိုပုံမှားထားတွေ့ရတယ်ချက်စီးသိန်းနဲ့လည်းကျွန်တော်တို့ဘာစီလိုနာအတွင်းကိုကျွန်တော်တို့သူ့ရဲ့အင်မှာ3-0ဆိုတော့နိုင်ထားသလိုကျွန်တော်အာဆင်နယ်ကလည်းကျွန်တော်တို့ လုံးဝကျွန်တော်ကြမ်းထော်နေပါတယ်ဆိုတော့အသင်းဖြစ်တဲ့ Bayern Munich ကိုသူရဲ့အေကူးမှာကျွန်တော်နိုင်ပွဲတွေပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့အသင်းရဲ့စုံတွဲမှု Premier League ပွဲစဉ်73ကတော်တော်လေးမှကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်မြင်တယ်။ကျွန်တော် Arsenal ဘက်ကိုမှကြည့်လိုက်မယ်ဆိုရင်လည်း Arsenal ရဲ့ကျွန်တော်တို့ Champion League မှာဆိုလို့ရှိရင်၅ပွဲစလုံးကံပြီးသွားတဲ့အချိန်မှာ၅ပွဲစလုံးနိုင်ထားတဲ့ကျွန်တော်အင်္ဂလန်အသင်းနဲ့တတိယပဲပဲကျွန်တော်ဖြစ်တယ်ကျွန်တော်၅ပွဲမှာဆိုရင်တော့ကျွန်တော်စပောက်လည်းတို့အနေနဲ့ရှေ့ Premier League ပွဲစဉ် စနစ်မှာဆိုရင်လည်းကျွန်တော်ဂိုးပြနိုင်သားလို့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်မှာလည်းနိုင်ပွဲတွေဆက်နေတဲ့အတွက်ကြောင့်တော်တော်လေးမှအာဆင်နယ်ရဲ့ဖောင်းတော်တော်လေးမှငြိမ်ငြိမ်နေတယ်လို့ပြောလို့ရတယ်ချက်စီးသိမ်းမှာဆိုရင်လည်းကျွန်တော်ချက်စီးမှာလည်းကြည့်မယ်ဆိုရင်လည်းပြည်မြလိပွဲစဉ်မှာဆိုရင်တော့ဘန်လီယိုတို့အနေနဲ့တူးစင်းနဲ့နိုင်သားလို့ကျွန်တော်တို့ချန်ပီယံလိပွဲမှာလည်းဘာကာတို့အနေနဲ့အဝေးကမှလာယိုချန်ပီယံနဲ့ဘာကာတို့တို့အိမ်ကွင်းမှာကျွန်တော်တို့ဂိုးပြနိုင်ပွဲတွေပုံပေါ်ထားနိုင်တဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့စုံတွဲမှုကတော်တော်လေးမှကျွန်တော်တို့ကြည့်လို့ကောင်းမဲ့ပုံစံမျိုးတွေကိုမြင်တယ်ကျွန်တော်အာဆင်နယ်နဲ့ကျွန်တော်တို့ ချက်စီးတင်းရလဲကျွန်တော်အမှတ်ကလည်း6မှတ်လောက်ကွာဟနေတဲ့ပုံစံမျိုးမှာတကယ်လို့အာစနယ်ရဲ့စတန်အနေနဲ့ဝေကမလာရောက်ရှင်မြိုင်နဲ့ပွဲမှာတော့တကယ်လို့ရှုံးနေသွားမယ်ဆိုရင်တော့ချက်စီးတင်းနေနဲ့၃မှတ်ပဲကွာတော့မဲ့အနေထောက်ပြန်လဲရောက်ရှိလာမယ်လို့တော့မြင်တယ်တကယ်လို့ဒါတကယ်အာစနယ်တင်းနေနဲ့နိုင်ပွဲထပ်ပြီးတော့ဆက်မယ်ဆိုရင်တော့အာစနယ်တင်းရတော့ကျွန်တော်ဖလားရဖို့ကျွန်တော်90ရာခိုင်နှုန်းတေချာသွားပြီလို့တော့ပြောလို့ရတယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီနေ့တင်းရကျွန်တော်တို့စုံတွဲမှုလေးကိုတစ်ချက်ကြည့်လိုက်အောင် ်ဒီနေ့နဲ့ကျွန်တော်တို့နောက်ဆုံးရှင်ပြန်ထားတဲ့၅ဘွဲ့မှာဆိုရင်တော့တော်တော်လေးမှတူညီတဲ့ပုံစံလေးကိုမြင်တွေ့ရတယ်ချက်သေးသေးကတော့ကျွန်တော်တို့နောက်ဆုံးရှင်ပြန်ထားတဲ့၅ဘွဲ့မှာဆိုရင်၄ဘွဲ့နိုင်ထားပြီးတော့ကျွန်တော်တဘွဲ့ပဲတည်ချထားပြီးတော့တစ်ဖက်ကအာဆင်နယ်လည်းအတူတူပဲ နောက်ဆုံးရှင်မြန်ထားတဲ့၅ပွဲမှာဆိုရင်၄ပွဲနိုင်တော့တပွဲတေကြတယ်နောက်ဆုံးရှင်မြန်ထားတဲ့ကျွန်တော်ပွဲတွေမှာဆိုလို့ဆိုရင်လုံးဝအောင်ကျွန်တော်တို့ထိမှတ်မထားပဲနဲ့ကျွန်တော်တို့ဂိုးပြတ်တေကြီးပဲလို့လို့ချက်စီတင်းရလည်းနိုင်ထားလို့အာဆင်နယ်တင်းရလည်းကျွန်တော်ဂိုးပြတ်တေပဲနိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရစုံတွဲမှုကတော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်နော် head to head ထိတိုက်တွဲဆုံမှုကိုလည်းပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ချက်စီတင်းနေလည်းတော့15ချိန်နိုင်ထားပြီးတော့ကျွန်တော်တို့ အာဆင်နယ်တင်းကတော့ကျွန်တော်တို့16ကြိမ်နိုင်ထားတယ်ကျွန်တော်တို့အတေရကတော့ကျွန်တော်17ကြိမ်အထိကျထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွဲမှုကတော့တော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်မနေ့ကရာသီကျွန်တော်တို့အချက်စီးရဲ့အိမ်ကွင်းမှာဆိုရင်တော့ကျွန်တော်တို့အဲအာဆင်နယ်ကကျွန်တော်1-1ဆိုပြီးတော့တေကျထားပြီးတော့အာဆင်နယ်အိမ်ကွင်းမှာတော့ချက်စီးတင်းနေတယ်ကျွန်တော်1-0ဆိုပြီးတော့ရှုံးနိုင်ထားတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်ရှင်ပြိုင်မဲ့ကျွန်တော်လန်ဒန်ဒါဘီမှာတော့ဘယ်အသင်းကပိုကောင်းမလဲဆိုတဲ့တက်တွေကိုထပ်ပြီးတော့ပြမယ်ခွင့်ရေးပါအာဆင်နယ်အနေနဲ့ဝေကူမှာတွားရရှင်ပြိုင်တဲ့ပွဲမှာတော့ သူတို့အနေနဲ့တော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်တွေ့ရပါတိတော့ကြောင့်လဲဆိုရင်တော့ချက်စီးတင်းကလည်းတော်တော်လေးမှပုံစံကောင်းတွေပြသထားနိုင်လို့သူတို့ရဲ့တိုက်ဆက်ကလည်းတော်တော်လေးမှကျွန်တော်တို့ဂုတ်ဖန်ဒီမှုတွေကျွန်တော်တို့ဂုတ်သွင်းနိုင်ဇွမ်းတွေကတော်တော်လေးမှချစ်ကျွတ်မဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးတော်တော်လေးမှအာဆင်နယ်တက်ကခက်ခဲမဲ့ပွဲတစ်ပွဲလို့အမြင်နဲ့တော်တော်တစ်ဖက်ကကျွန်တော်ချက်စီးတင်းတဲ့တက်ကလည်းအတူတူပဲပဲအိမ်ငွေအာတာကြီးဖြစ်ပေမဲ့တစ်ဖက်ကလာရောက်ရှင်မြန်မဲ့အတင်းရလည်းကျွန်တော်တို့ နည်းနည်းရအတင်းမဟုတ်ပဲနဲ့အာဆင်နယ်လိုမျိုးအတင်းကြီးတင်းတင်းဖြစ်တယ်ဒီနှစ်ရာသီမှာဆိုရင်တော်တော်လေးမှခြေစမ်းမကောင်းနေပြတ်တထားနိုင်တဲ့အာဆင်နယ်ကတော့ပြင်းပြလိမ့်မှလည်းအဆင်တေကျွန်တော် ချန်ပီယံလိမ့်မှလည်းအဆင်တေဖြစ်ထားတဲ့အတွက်ကြောင့်တော့ချက်စီးတင်းနေနဲ့တွားပြီးတော့ short တက်လို့မရပါဘူးအဓိကအဖြစ်ဆိုလို့ရှိရင်တော့အာဆင်နယ်မှာဆိုလို့ရှိရင်တို့ရဲ့အဓိကကွင်းလွယ်တွေကအဓိကလို့ကျွန်တော်မြင်တယ်အထူးသဖြင့်ကျွန်တော်တို့အဲ ဒီကရိုနိုက်တို့ဇူမီမန်တွေတို့ကဒီနေ့ပွဲမှာပို့ပြီးတော့အရေးပါမယ်လို့မြင်နေအဲတစ်ဖက်ကကွင်းလန်ကစားသမားဖြစ်တဲ့ကျွန်တော်တို့မွိုက်ဆက်ကန်စီတို့တို့ကျွန်တော်တို့အန်ဇိုဖရန်ဒန်တို့တို့ရဲ့ဒီကွင်းလန်အစုဖွဲ့နှစ်ဖွဲ့ရတော့တော်တော်လေးမှဒီနေ့ပွဲမှာတော့ကြီးလို့ကောင်းမဲ့ပွဲရတော့တော်တော်လေးမှမြန်မြန်ဆန်ဆန်ဖြစ်သွားမယ်လို့တော့ကျွန်တော်တို့မြင်တယ်ပြီးရင်တော့တိုက်စစ်ဖြစ်တဲ့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့အဲဆာကာတို့ပြီးလို့ရှင်ထရက်ဆော့တို့ပြီးလို့ရှင်ထရက်ဆော့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒန်ယာ ြဿနာအနှဲငယ်ရှိနေတယ်တော့ဒီနေ့ပွဲမှာသူနေတဲ့မပါဝင်နိုင်ပေမဲ့တစ်ဖက်ကသူတို့ရဲ့ချက်စိကတာသမားဟောင်းဖြစ်တဲ့ကျွန်တော်မတူဂီတို့ပြန်လဲပွဲထွက်လာမယ်လို့မြင်တယ်။သူရဲ့တိုက်စစ်မှာတော့ကျွန်တော်တို့မိန်နူတို့ပဲထပ်ပြီးတော့ဒီနေ့ပွဲမှာတော့ပွဲထွက်လာမယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီနေ့တင်းရဲ့ command line နဲ့လို့အရင်ဆုံးသွားလိုက်ရအောင်။ချက်စိတင်းကိုရင်ပြောပါမယ်။ချက်စိတင်းကတော့ရှေ့ပွဲမှာသူတို့ရဲ့ပုံစံကောင်းတွေပြသထားနိုင်တဲ့ ကစားသမားတွေနဲ့ဒီနေ့ပွဲမှာတော့ထပ်ပြီးတော့အစုံလင်ပွဲထုတ်လာမယ်လို့တော့မြင်တယ်။ဂိုးသမားနေရာမှာတော့ကျွန်တော်စတန်ချက်ပဲပွဲထွက်လာပြီးတော့နောက်ဆုံးအဲနောက်တန်း၄ယောက်နေရာမှာဆိုရင်တော့ကျွန်တော်တို့အဲဂူစထရိုတို့ပြီးလို့ဆိုရင်ကျွန်တော်ခြာလိုပါလို့ဖိုဖာနာရဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲတစ်ဖက်ကကူကူရဲလာတို့ပဲပွဲထွက်လာမယ်လို့မြင်တယ်။ပြီးရင်တော့သူတို့ရဲ့ကွင်းလဲကစားသမားမှာဆိုလို့ဆိုရင်တော့ကျွန်တော်တို့အဲကိုက်စီ sorry ဲရစီဂျင်းတို့ဘာလို့ရှိမှာဗျာရစီဂျင်းကိုတော့ကျွန်တော်တို့ဟိုကွင်းလင်ကို ပြန်ထားမယ်လို့တော့မြင်တယ်ဒီနေ့ပွဲမှာဆိုလို့ဆိုရင်တော့ရစီဂျင်းရဲ့ပြီးလို့ဆိုရင်ကိုင်စီတို့နဲ့အန်ဇိုဖရန်ဒန်ဒတ်တို့ရဲ့အသုံးယောက်နဲ့ကွင်းလင်ကိုတော့တော်ထိန်ချုပ်ပြီးတော့ကစားသွားမယ်လို့မြင်တယ်တိုက်စစ်မှာဆိုရင်တော့ကျွန်တော်တို့ဂန္နာချိုတို့ပြီးလို့ဆိုရင်နက်တိုတို့ပြီးလို့ဆိုရင်ဂျာအိုပတ်ထူတို့အစုဖွဲ့တွေပဲ ပွဲထလာမယ်လို့မြင်တယ်အဲအဲ့လိုမှမဟုတ်ပဲနဲ့ဆိုလို့ရှိရင် Astro Bowl ဆိုရင်လည်းကျွန်တော်တို့ရှေ့ကျွန်တော်တို့ Champion League ပွဲမှာတော်တော်လေးမှခြေစွမ်းကောင်းနေပြတ်တထားနိုင်တဲ့အတွက်ကြောင့်လူစားဝင်ကစားသမားတွေဆိုရင်လည်းတော်တော်လေးမှအဆင်ပြေမယ်လို့မြင်တယ်ဒီနှစ်တည်းကကျွန်တော်ကွင်းကစားသမားတွေကတော်တော်လေးမှကျွန်တော်ပုံစံကောင်းစီပြတ်တထားနိုင်တဲ့အတွက်ကြောင့်တော်တော်လေးမှကြည့်လို့ကောင်းမှာမှာဒီပွဲကတော့ဘာတော့ကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲချက်စည်းသိရလဲသူ့ရဲ့အိမ်ကမှသူဘာတွေလုတ်ပြနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့အဲပြတ်တောက်သွားနိုင်ပြီးတော့တစ်ခါကကျွန်တော်တို့ ပြီးမှလည်းကျွန်တော်တို့အဲချန်ပီယံဘွဲကိုကျွန်တော်တို့အဲယူနိုက်တက်အာဆင်နယ်လည်းသူတို့ကလည်းကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ဒီနေ့ဘွဲမှာရှင်ပြိုင်သွားမယ်လို့တော့မြင်တယ်။ဒီတဲ့ရဲ့ဆုံးလေးမှုကတော့ဘယ်တင်းရတော့လေးတာသွားမလဲဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းပြီးတော့ကျွန်တော်ခက်မှန်ရတော်တော်ခက်တဲ့အသင်းနှစ်သင်းဖြစ်တဲ့အတွက်ကြောင့်တော့ပြောအမြင်အရဆိုရင်တော့တည်ဘွဲတဘွဲကိုပဲဥတီသွားမလားဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ Okay အဲ့ဒါဆိုကျွန်တော်တို့အာဆင်နယ်ဘက်ကိုကြည့်လိုက်အောင်။အာဆင်နယ်မှာတော့ရှင်းပါတယ်သူတို့ရဲ့အဓိကအဲပုံစံနဲ့အဲကစားသမားတွေနဲ့ပဲပွဲထွက်လာမယ်လို့မြင်တယ်။ ကိုသမားနေရာမှာဆိုကျွန်တော်တို့ David Raya ပဲပွက်ထလာပြီးတော့နောက်တန်း၄ယောက်နေရာမှာဆိုရင်တော့ကျွန်တော် Color Figo တွေပြီးလို့ဆိုရင် Hanging Bee အဲ Henika ရှိမှာဗျာ Henika ရှိမှာပြီးလို့ဆိုရင်ကျွန်တော် Saliba တို့ပြီးလို့ဆိုရင် Tinba တို့နဲ့ပဲပွက်ထလာမယ်လို့မြင်ပြီးတော့ Queenland မှာဆိုရင်တော့သူတို့ရဲ့အဓိက Queenland ကစားသမားဖြစ်တဲ့ ဒီ ground right တို့ပြီးတော့ဆင် zubi money တို့ az0 နဲ့ပဲပွဲထက်လာမယ်လို့မြင်တယ်။ရှေ့ပွဲမှာဆိုရင်တော့ az0 ပါတို့ဆိုရင်လည်းကျွန်တော်တို့ပြီးမြတ်လေးပွဲစဉ်ဆက်နေမှာတော့ hat trick တွေပါလေတွင်းသွားတဲ့ပုံစံမျိုးတွေမှာတော့ဒီနေ့ထပ်ပြီးတော့ကျွန်တော်ချက်စီးသင်းတဲ့စုံတူးတဲ့ပွဲမှာဘာတွေဘလို့လွတ်ပြနိုင်မလဲဆိုတော့ဒီ queen လင်းနှစ်ခုရဲ့ကျွန်တော်တို့အပြည့်မှုကတော်တော်လေးကြီးလို့ခေါ်မှာအထူးသဖြင့်ကျွန်တော်တိုက်ဆက်ကအဲ့လောက်ထိမတိတာပဲမဲ့ကျွန်တော် queen လင်းကတော့တော်တော်လေးမှကြီးလို့ခေါ်မှာချက်စီးရဲ့ queen လင်းကလည်းတော်တော်လေးမှကျွန်တော်တင်ငိမ့်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်ပြီးတော့ဘောလုံးကိုင်နေတဲ့နေရာမှာလည်းတော်တော်လေးမှတည်တတ်တဲ့ ပုံစံတွေဘောလုံးပေးမှုကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့်အဲတစ်ဖက်ကအာဆင်နယ်လည်းဒီတိုင်းပဲဒီတဲ့တဲ့ကွင်းလေကျော်မှာတော့တော်တော်လေးမှကြီးလိုကောင်းမွန်လို့တော့မြင်တယ်အထူးသဖြင့်ကျွန်တော်ချက်သေးသေးမှဆိုရင်ကျွန်တော်တို့ကိုပါမာတို့ကဒိုင်ယန်တက်တာဒိုင်ယန်အားနေတော့ပြန်လဲတက်တာလာတဲ့အတွက်ကြောင့်တကယ်လို့ဒီနေ့ပွဲမှာသူ့အနေနဲ့ဖက်လိုင်းနက်ကမပါလာလို့ဆိုရင်လူသားဝင်ကစားသမားနေတဲ့ဒီနေ့ပွဲမှာတော့အဲလန်ဒန်ဒါဘီမှာတော့သူ့အနေနဲ့ပြန်လဲ ပါဝင်လာမဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ချက်သေးသေးကလည်းတော်တော်လေးမှလူစင်းပြန်လဲတောင်းတင်းလာပြီလို့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့အာဆင်နယ်အာဆင်နယ်လည်းဒီတိုက်မှာပဲ။ကျွန်တော်ပွဲချက်တွေပြန်လဲရင်ဆိုင်လာတဲ့အချိန်မှာသူတို့ရဲ့လူစင်းတွေကပြန်လဲတောင်းတင်းလာတဲ့ပုံစံမျိုးလေးမှာတော့ဒီနေ့တင်းရဲ့ဆုံးတွေ့မှုကတော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ ်ပြီးတော့ကျွန်တော်တို့အဲအာဆင်နယ်တိုက်စစ်အာဆင်နယ်တိုက်စစ်မှာတော့ကျွန်တော်တို့ခုနပြောခဲ့လို့ပဲအဲဆာကာတို့ရှိမြပြီးလို့ဆိုရင်တော့ကျွန်တော်တို့တစ်ဖက်က trust တို့ဒါယာပြဿနာတွေရနေတဲ့အတွက်ကြောင့်မာဒူကီပဲသူ့ရဲ့အတင်းဟောင်းပြန်လဲရင်ဆိုင်ပြီးတော့ပွဲထွက်လာမယ်လို့မြင်တယ်သူတို့အဓိကတိုက်စစ်မှုနေရာမှာတော့ main node ပဲကျွန်တော်တို့ပွဲထွက်လာမယ်လို့မြင်တယ်သူ့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲကစားသမားဗိတာယောဂရအနေနဲ့ကတော့ဒဏ်ရာပြဿနာတွေနည်းနည်းကြုံတွေ့နေရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ပွဲထွက်ကိုတော့မပါဝင်နိုင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်မဲကျွန်တော်သူ့ရဲ့အဓိက ွင်းလင်ကစားသမားတိုက်စစ်ကစားသမားဖြစ်နေတဲ့ပုံစံမှာဘယ်အင်းရပို့ပြီးတော့အလေးတာမလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့မြင်တယ်။နှစ်တင်းရဲ့ကျွန်တော်စုံတွဲမှုကလည်းပွဲကြီးပွဲကောင်းဖြစ်ပြီးတော့ကျွန်တော်ဟတ်တူကထိုက်တိုက်တွဲဆုံမှုမှာလည်းတိတ်ပြီးတော့ကျွန်တော်တို့အဲတာနေတယ်လို့မပြောရဘူး။အာဆင်နယ်ကကျွန်တော်တို့တပွဲတော့တာနေပြီ။ဒါပေမဲ့ဒီနှစ်တင်းရဲ့စုံတွဲမှုကတော့ကျွန်တော်တို့ ဘယ်နဲ့ကလန်ဒန်မှာအကောင်းဆုံးလဲဆိုတာကိုတော့ကျွန်တော်ဆက်လက်ပြသနိုင်မယ့်ပွဲတစ်ပွဲလို့တော့မြင်တယ်။နှစ်သိန်းစလုံးကလည်းတော်တော်လေးမှကျွန်တော်တို့ခြေသွမ်းတွေကိုတည်ငြိမ်ထားလို့သူတို့ကကျွန်တော်တို့ချက်စီချက်စီကတော့ကျွန်တော်တို့နောက်ဝိုင်းပွဲတွေမှာတော်တော်လေးမှသူ့အနေနဲ့ကျွန်တော်တို့အဲဘလူးမတ်သတိမထားမိခင်မှာခိုးကျနေတယ်လို့တော့ပြောလို့ရတယ်။ဘာတော့ကြောင့်လဲချန်ပီယံလိမ်းမှာလည်းတော်တော်လေးမှခြေသွမ်းတွေကိုပြန်လည်ပြသနိုင်တယ်။ပြီးများလိမ်းမှာလည်းကျွန်တော်တို့ပြန်လည်ကျွန်တော်တို့နိုင်ပွဲတွေဆက်လာတာလည်းကျွန်တော်တို့ အတင်းကတော်တော်လေးမှကောင်းမွန်တဲ့အဲကစားသမားတွေကိုပိုင်ဆိုင်ထားသလိုနီးပြအကိုလည်းပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ထင်တယ်။တစ်ဖက်ကကျွန်တော်အာဆင်နယ်ကတော့ဒီနှစ်ပြီးမြလေးကလုံးဝပြောကြရမလို့ပါဘူး။အာဆင်နယ်ကတော့ပြီးမြလေးကိုကြည့်မလား၊ချန်ပီယံလေးကိုကြည့်မလား။ကျွန်တော်အားမဟုတ်နဲ့ကာရာဘောင်ကပ်ကိုသွားကြည့်မလားဆိုတော့ဘယ်ပွဲပြိုင်ပွဲမှန်မြအာဆင်နယ်ကလုံးဝကိုနိုင်ပွဲတွေဆက်ထားတဲ့အတွက်ကြောင့်ချက်စည်းစင်းနဲ့လည်းတော်တော်လေးမှသတိကြီးကြီးထားပြီးတော့ကစားသွားမယ်လို့မြင်နေ။ဆာကာတို့ပြီးလို့စရင်တစ်ဖက်ကမာရူကီတို့ရဲ့မျက်နှာမြင်နေနဲ့ဟိုကပြီးလို့ကွင်းလယ်ရဲ့ကျွန်တော်တို့ အဲနှစ်သိန်းရဲ့အပြိုင်မှုတွေကဒီပွဲမှာဘယ်သိန်းအတားကြီးရသွားမယ်လို့ညီကိုတွေထင်တယ်ကျွန်တော်တို့မြင်ရဆိုလို့ဆိုရင်ပြောဖို့ကတော်တော်လေးခက်ခဲပါပဲအာဆင်နယ်ကလည်းဒီနှစ်ပြင်းများလေးရတယ်ရောချန်ပီယံလိဂ်ရောဟိုခြေစွမ်းတွေကိုပြတ်တတ်ထားနေတဲ့အတွက်ကြောင့်ပြီးရင်ချက်တီကလည်းအိမ်ဝင်းအားတာကြက်ရဲ့ပြီးလို့ဆိုရင်ကစားသမားကောင်းတွေနဲ့ရှေ့ပွဲတွေမှာလုတ်ပြထားနေတဲ့အတွက်ကြောင့်ဒီနှစ်သိန်းရဲ့စုံပေးမှုကတော်တော်လေးမှပြောရခက်မယ်လို့တော့ထင်တယ်နှစ်သိန်းတော့တည်ကြွားမယ်ဆိုရင်တော့ကျွန်တော်တို့အဲ မင်းရညနိုင်သွားကြတဲ့မန်ချက်တာစီးတီးကတော့ပို့ပြီးတော့အာအဆင်ပြေသွားမယ်လို့လည်းမြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်လို့လားအာဆင်နယ်အသင်းနဲ့တာနိုင်မဲ့ဘွဲကိုဆက်သွားမယ်ဆိုရင်တော့တေချာသွားပြီးအာဆင်နယ်အတွက်ကတော့ကျွန်တော်တို့ပြင်းပြလေးဖလားတော့90ရာခိုင်နှုန်းအထိကိုရောက်အဲရယူသွားနိုင်မဲ့ပုံစံမျိုးလေးတော့ရှိတယ်ဒါပေမဲ့ပွဲတရာကိုဗျအခုမှပွဲစဉ်က73မှာရှိတယ်တော့ကြာပြောဖို့တော့နည်းနည်းစောပါမယ်အာဆင်နယ်ကိုတော့လိုက်မိဖို့ကတော့ဘယ်အသင်းမှမမီလောက်တော့လို့တော့မြင်တယ်အဲတကယ်လို့ချက်စီးအသင်းနေနဲ့ထပ်ပြီးတော့ အာဆင်နယ်ကိုဒုက္ခပေးနိုင်မယ်ဆိုရင်တော့အဲဒါနဲ့ဒီနေ့တင်းရဲ့ဆုံတွဲမှုကတော့အဲချက်စီတင်းရပို့ပြီးတော့အဆင်အဆင်ပြေသွားမယ်လို့တော့မြင်တယ်ဘာတော့ကြောင့်လဲအိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်ဒီတနေ့ရဲ့ဆုံတွဲမှုကတော့တော်တော်လေးမှပြောခဲ့ပါလေကျွန်တော်တို့တီဘွဲတဘွဲဟုတ်တာဥတီသွားမလားဆိုလို့တော့ခမန်းထားပါတယ်ညီကိုလေးနဲ့ရောဘလုံမြောက်လင်းထားလဲမြောက်ဆင်းနေမှတ်ချက်ပေးသားလို့ရပါတယ်အဲဒီဘွဲလေးကတော့ကျွန်တော်မှ YouTube live လေးရှိတဲ့တဲ့အတွက်ကြောင့်ဝင်ရ join ဖို့ဒီနေ့ကနေဖိတ်ခေါ်ပါတယ်အားရောကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးမဲတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံလို့ကြပါပါဗျာ